်မင်္ဂလာပါရှင်ကျမတော်ငုခတ်တာပါ TV ုံမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါအသက်73နှစ်အရွယ်မိန်းကလေးငယ်တယောက်ကိုကိုတွင်းထံရရရအောင်ရိုက်နှက်ခဲ့တဲ့မော်ဝီမြို့နယ်တရဲညိုပင်ရွာကမေဤတိကေဟာပိုင်ရှင်အမျိုးသမီးကိုနိုဝင်ဘာလ12ရက်နေ့ကစစ်ကောင်စီလက်အောက်ခံရဲတွေကဖမ်းဆီးခဲ့တယ်လို့မြို့ကန်တွေစီကသိရပါဗျာ။ နိုမာလာ၁၇ရက်နေ့နေ့လယ်ကတီကေဟာမှာစောင့်ရှောက်ထားတဲ့ခွေးလေခွေးလွန်တွေကိုအစာကျွေးပြီးအလုံးလုံးနေတဲ့အသက်၃၃နှစ်အရွယ်မိန်းကလေးကိုဂေဟာပိုင်ရှင်ဖြစ်သူဒေါ်မေဤလွင်ကတနေ့ကုန်ရိုက်နှက်ခဲ့တာမှာညပိုင်းမှာကလေးငယ်ကထွက်ပြေးခဲ့ပြီးရေတိုးကြီးရွာထိပ်မှာဒဏ်ရာရင်းနဲ့တတိလစ်လဲကျနေတာကြောင့်ကြီးရွာအုပ်ချုပ်ရေးမှူးနဲ့ကယ်ရီသမားတွေကကူညီပေးခဲ့တယ်လို့မြို့ကန်တယောက်ကပြောပါတယ်။ အဲ့ဒီမိကလေးဟာအတင်းတန်ရာတွေရထားပြီးအသက်အန္တရာယ်စွန့်ရရတဲ့အခြေအနေမှာရှိကြောင်းနဲ့ရန်ကုန်စေယုံကြီးမှာလက်ရှိဆေးဝါးကုသမှုခံယူနေကြောင်းဒေသခံတယောက်ကပြောပါဗျ။ May E and Kiss Animal Lover Gihama Mobi မြို့နယ် ဘိုးတော်နောက်ဂုံကြီးရွာအုပ်စုတရက်ပင်ညိုကြီးရွာရဲ့အရှိပိုင်းမှာတည်ရှိပြီးခွေးလေခွေးလွဲ့အပါဝင်တခြားတရိတ်ဆန်200ကျော်ကိုလူမှုကွန်ရက်မှာအလှခံပြီးကျွေးမွေးစောင့်ရှောက်နေရလို့သိရပါဗျ။လက်တလုံးမှာ May and Kids Animal Lover ပိုင်ရှင်ဒေါ်မေဤခေါ်မေဤလွင်ကိုမော်ဘီမျိုးမရဲစခန်းကကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေနဲ့အမှုဖွင့်လက်စစ်ဆေးနေတယ်လို့သိရပါဗျ။ မန္တလေးတိုင်းစင်ကူးမြို့နယ်ကမလဲရွာစာတင်ကျောင်းကိုမရရမြို့နယ်ကဆစ်ဆောင်တွေရောက်နေတဲ့အချိန်စစ်တပ်ကဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ဆစ်ဆောင်အရတား9ရောက်တိဆုံသွားခဲ့လို့ဒေသခံတွေစီကသိရပါဗျ။နိုဘာလ12ရက်နေ့ညပိုင်းကတိုက်လေရင်နဲ့ဘုံကျဲသွားခဲ့တာဖြစ်ပြီးအရတား9ရောက်တေဆုံးကနောက်ထပ်9ရောက်ထပ်မနေတမ်းရရှိခဲ့တယ်လို့စာတင်ကျောင်းနဲ့အဆောက်အဦနှလုံးပြက်စီးသွားခဲ့တယ်လို့ဆိုပါရယ် ပုံစံထိမှန်သူတွေထဲမှာကလေးငယ်တွေလည်းပါဝင်ပြီးတရားအပြင်းထန်ရရှိခဲ့ကြတယ်လို့စင်ကူးဒေသခံတယောက်က TV ကိုပြောပါရယ်ပြီးခဲ့တဲ့နိုဝင်ဘာလ9ရက်နေ့မှာလည်းစင်ကူးမြို့နယ်ရွှေပြည်ကျေးရွာစတင်ကြောင်းနဲ့ညောင်ကုန်းရွာတွေကိုစစ်တပ်ကဘုံကျဲခဲ့တာကြောင့်အမျိုးသားတယောက်အမျိုးသမီးနှစ်ယောက်သေဆုံးခဲ့တယ်လို့နောက်ထပ်6ယောက်လည်းဒဏ်ရာရရှိခဲ့တယ်လို့စင်ကူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်စီကသိရပါရယ် တရားမျိုးနယ်ကိုစစ်ကောင်မရှင်တပ်တွေပြန်လည်ထိုးစစ်ဆင်နေတာကြောင့်တိုက်ပွဲတွေပြင်းထန်နေတဲ့အပြင်လေကြောင်းကနေလည်းဘုံတွေကျဲနေတာကြောင့်ဒေသခံတွေဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါရဲ့ရှင် လက်ရှိကောမျိုးနယ်အတွင်းမှာနေရမပြောင်းနိုင်သေးတဲ့စစ်ပေးရှောင်းနဲ့စာဝန်ရည်ခက်ခဲနေတဲ့အင်ထောက်စုပေါင်း1984စုနဲ့လူဦးရေပေါင်း8925ယောက်ထိရှိနေပြီးအကူအညီရရှိမှု နေပါနေတဲ့အတွက်စာနေအခါနဲ့ဆေးဝါးအခက်အခဲရှိနေတာပါလို့ကောမျိုးနယ်စစ်ပေးရှောင်းကူညီရေးပူပေါင်းအဖွဲ့ကနိုဝင်ဘာလ10ရက်နေ့ကသတင်းထုတ်ပြန်ပါတယ်။ လက်ရှိမှာလေကောမျိုးနဲ့အတွင်းပင်လင်းပြင်မှာစစ်တပ်ကရေချောင်းအင်အားဖြစ်တင်းနေပြီးလက်လက်ကြီးလက်နက်ငယ်တွေမကြာခဏဖြစ်ခတ်တာပင်လင်းပြင်ကိုအမိန်ပြုလောက်ကင်စားတောက်နေရတဲ့ဒေသခံတွေကိုဖမ်းဆီးနေတာတွေကြောင့်စာဝန်းတွေရေပုံမှုခက်ခဲလာနေတာပါလို့ဆိုပါတယ်အဆက်ကောမရှိရနေပြီးတော့ပင်လယ်ရေပင်ထက်မှဒီနေပြည်တွေအင်အားတိုးပြီးတော့ ဟိုသူစည်ရေးပြင်ဆင်လာတယ်ပေါ့ဒီကတော့လုံခြုံရေးအရာအကြောင်းပေါ့လေအဲလေချောင်းအန်ဒီရဲ့ဒီစစ်ကောမရှင်ရဲ့ဒီနေဗီကနေပြက်ကတ်တဲ့လက်နေကြီးလက်နေငယ်အန်ဒီရဲ့ကြောင့်အာနေနေရမပြတ်နိုင်သေးတာပါအာအဲ့ဒါကြောင့်ဒီဆက်ဆောင်ပြီးသူတွေကသူတို့ရဲ့အသက်အန်ဒီရဲ့လုံခြုံရေးအတွက်ကိုဒီတောတောင်တွေထဲမှာအဲလုံခြုံမယ်လို့ထင်တဲ့နေရာမှာအဲတဲတွေထိုးပြီးတော့ဒီလိုမျိုးအဲသူတို့အသက်အန်ဒီရဲ့လုံခြုံရေးအတွက်အဲရှောင်းတိန်လို့တော့ရှိပါတယ်ဆိုတော့အခါကျတော့ အဒေတာခံပြီးသူပြီးသူတွေအတွက်လည်းအဆောင်နေရပို့ပြီးတော့ခက်ခဲလာတယ်ပြီးတဲ့အခါကျွန်တော်တို့မှနေရမပြတ်နိုင်သေးတဲ့အဆက်ဖြစ်ဆောင်ပြီးသူတွေလည်းရှိရသောကအအဓိကတော့အဲသူတွေမှာလည်းဒီစာဝင်နေရေးပေါ့အဲကျမ်းမာရေးအဲစာနယ်ဤခါနဲ့ဆေးဝါးတွေတော့လိုအပ်လို့ရှိပါရဲ့ဟုတ်ရခိုင်ပြည်ကောမျိုးနေဟာရခိုင်ကေရိုနဲဒေတာဖြစ်ပြီးဒေတာခန့်အများစုဟာရေလုံငန်းကိုမိခိုလောက်ကိုင်းရတဲ့ဒေတာတစ်ခုလည်းဖြစ်ပါတယ် ဒါပေမဲ့လည်းလက်ရှိမှာစစ်ကော်မရှင်က နေပြည်တော်တွင်းမြင့်ထားပြီးငါးဖမ်းရှာဖွေစားတောက်တဲ့အရသာငါးဖမ်းလေးတွေကိုလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်တာအရသာပြည်သူတွေကိုဖမ်းဆီးတာမျိုးတွေလည်းရှိနေတော့လုံခြုံရေးစိုးရင်ပြီးငါးရှာဖို့မတော်ရည်ဘူးဖြစ်နေတယ်လို့ဆိုပါတယ်ဒါကြောင့်ကော်မြူနီကဒေတာခန့်တွေအပါအဝင်စစ်ဘေးရှောင်ပြည်သူတွေဟာငါးရှာဖွေစားတောက်ရမှာပို့ပြီးခက်ခဲလာကြပြီးစာဝန်တွေပုံမကျက်တီးလာကြပါတယ်။ငါကဖမ်းလို့မရဘူး။ ကန်ဒီလောက်ကတော့ရရတယ်။ဖန်နေကြရတယ်ပဲ။ဖန်နေကြရတယ်ဆိုပဲအဓိကကနေဗီရန်ကိုကြောက်နေရတာ။နေဗီကအော်တောက်လျှောက်ကိုအဲ့မှာအရေးကောင်ကြီးမြင်နေရတယ်ဒီကန်ဒီတော့မြင်နေရတယ်မြင်နေရတဲ့အခါဟိုမတွားရဘူးပေါ့နော်သူတို့တွေအကုန်ချောင်းသူတို့ကနေပြီးတော့ဟိုမရှိတော့ဘူးဆိုမှပင်လယ်ထဲဆင်းပြီးတော့ငါးခန်းကြသူတို့ကိုမြင်ပြန်ပြီးတော့ကန်းပေါ်တက်ပြီးမှဖမ်းရဲကြအဲ့အဲ့အဲ့လိုဖြစ်နေကြတာသူတို့စစ်ကောင်စီရဲ့နေပြည်ရဲ့အန်အေကိုပဲသူတို့ကကြည်နေကြတာဟုတ် ကျန်းကြီးဘက်ကလူတွေမှာတော့အဲ့ Navy ရဲ့ Army ရဲ့တော်တော်လေးသူတို့စိုးရိမ်နေတယ်ပေါ့စိုးရိမ်စရာမြင်နေရတာဟုတ်ဒီကကြတော့ဒါကြောင့်ကွန်မြူနီကနေရမပြောင်းနိုင်တဲ့စစ်ဘေးရှောင်းတွင်နဲ့စာဝန်တွေရခက်ခဲနေကြတဲ့ဒေတာခန့်တဲ့အတွက်စာနေခါနဲ့ဆေးဝါးအကူအညီတွေလူဒန်းပေးကြဖို့ပြည်တွင်းပြပကအလူရှင်တွေနဲ့အဖွဲ့အစည်းတွေကိုကွန်မြူနီစစ်ဘေးရှောင်းကူညီရေးပူပေါင်းအဖွဲ့ကတိုက်တွန်းတောင်းဆိုထားပါတယ် ရခိုင်မှာတကြောပြန်တိုက်ပွဲတွေကြောင့်အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူ6သိန်းကျော်ရှိနေပြီးအလောအကိုင်းရှာပါမှုကုံစင်းတို့မြန်မာမှုဒန်တွေချာမှာမတေယုံတမင်စာဝန်းနေရဖြစ်ရှင်းနေကြရတာပါ။ကျမကိခိုင်ပါ။ အစ္စရေးသမ္မတအိုက်ဇက်ဟဲဇော့ခါအမေရိကန်သမ္မတဒေါ်နယ်ထရန့်စီကနေဝင်ကြီးချုပ်ဘန်ဂျမင်နေတန်ယာဟုကိုလွန်ငင်းခွင့်ပေးဖို့တိုက်တွန်းထားတဲ့စာတစောင်ကိုလက်ခံရရှိခဲ့ကြောင်းဟဲဇာရဲ့ရုံးခန်းကနော်မာလာ၁၂ရက်နေ့ဗုဒ္ဓဦးနေ့မှာပြောကြားခဲ့ပါတယ်နေတန်ယာဟုဟာအဂတိလိုက်စားမှုဆိုင်ရာရုံးတင်ဆက်ဆဲမှုကိုကာလကြာရှည်ရင်ဆိုင်နေရပြီးထရန့်ဟာသူ့ရဲ့ယင်းဤတဲ့မဟာမိတ်အတွက်လွန်ငင်းခွင့်ကိုအချိန်ကြီးတောင်းဆိုခဲ့ပါဗျာ နေတန်ယာဟုကလည်းဆွဲချက်တွေကိုညှင်းဆို့ထားပြီးအပြစ်မရှိကြောင်းကိုခြေပခဲ့ပါတယ်။တမရဟဲလ်ဇတ်ရဲ့ယုံခံကလည်းတမရရဲ့လွန်ငင်းခွင့်တောင်းခံသူတိုင်းဟာသတ်မှတ်ထားတဲ့လုံထုံးလုံနည်းတွေအတိုင်းတရားဝင်တောင်းဆိုမှုတင်သွင်းရမယ်လို့ပြောပါတယ်။ဗုဒ္ဓုံးနေနောက်ပိုင်းမှာနေတန်ယာဟုကတမရထရန့်ရဲ့မယုံနိုင်လောက်အောင်ထောက်ခံမှုအတွက်ကျေးဇူးတင်ပါတယ်။ပုံမှန်အတိုင်းသူဟာလူရင်းကိုအရှိတိုင်းတိုက်ရိုက်ပြောဆိုခဲ့ပါတယ်လို့ X မှာ post ထင်ခဲ့ပါတယ်။ ဒေတန်ယောက်ဟာစီးပွားရေးသမားတွေစီကနေလက်ဆောင်အဖြစ်အစ္စရေးသုံးငွေကြေးရှက်ကယ်9သိန်းနီးပါးဒေါ်လာ2သိန်း11,832လက်ခံရယူခဲ့တဲ့ဆိုရယ်ဆွဆွဲချက်တွေအပါအဝင်အမှု၃မှုနဲ့2019ခုနှစ်မှာတရားစွဲဆိုခံခဲ့ရတာဖြစ်ပါတယ်ရှင်။ TV ဥမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါကျမတော်ငူခတ်တာပါကျေးဇူးတင်ပါတယ်ရှင်